။အင်းတော်ကြအားလုံးကျေးဇူးပါသည်ချမ်းသာပါသည်။ဘိုင်ရဲကိုမျက်နှာနဲ့ဘိုင်ကိုလည်းအားလုံးပျော်ရွှင်ပါသည်။ကျွန်တော်ကိုဘိုင်ဆုမကောင်းတောင်းပါနဲ့။ဒီကကျွန်တော်ဆရာတော်ဦးရဲ့သူရဲ့နောက်တစ်ခါဟိုဒေါက်တာတော်ခင်ခင်ကြော့ဆိုတာမျိုးပါသူသူမရန်ကုန်လွတ်တော်ကိုဆက်လက်ကိုလွတ်တော်ကိုဆက်လက်တူပေါ့ဗျာ။အဲ့တော့ကျွန်တော်ဒီအခု reaction လုပ်မှဖြစ်တယ်เนาะအဓိကတော့ကျွန်တော်ကတော့တိုင်းပြည်အတွက်ပဲလုပ်တာဖြစ်တယ်တိုင်းပြည်အတွက်လုပ်တာဖြစ်တယ်ကျွန်တော်တို့အတူတူကြည့်ကြမယ်เนาะ ပြီးတော့မှကျွန်တော်ပြောချင်တာလေးတွေကိုကျွန်တော်ပြန်လည်ပြီးတော့ဆုံးဖြတ်ပြီးပြောကြပါမယ်။ဆရာမဒေါက်ခင်ဆန်းကြီးကိုလိုင်းပေါ်မှာရန်ကုခင်ဆန်းကြီးရန်ကုခင်ဆန်းကြီးလို့ပြောနေကြတဲ့ဟိုဒေါက်တာသဟိန်းတို့ဤကဲ့ တင်ဖွဲ့ရှိတယ်ဗောနော်အဲ့ဒါနဲ့ဒုက္ခဆိုင်ကြီးကုတာရာဉာဏ်တန်ကုတာရာဟုတ်မဟုတ်လေ့လာတဲ့အနေနဲ့ဒုနာတွေကိုခေါ်တွေ့ကြည့်တယ်ဗောဗျာဒုက္ခဆိုင်ကြီးလက်တကင်ကုတာယုံနဲ့တည်းတတ်တာသွားတဲ့လူနာတွေကယာကင်တို့အပြည့်ရှိပြီးတော့ဒီအရှင်းပြောက်ကင်းတဲ့လူနာတွေကလည်း တော်တော်များများရှိတယ်။ဥပမာ90ရာခိုင်နှုန်းကျော်တယ်။ယူပစ်တလူကိုပျောက်သွားတာ။အဲအဲ့ဒီထဲမှာမျက်စိနဲ့ပတ်သက်ပြီးပြောရရင်ဟိုမျက်စိအထုကုဆရာဝန်ကြီးတွေလောကလက်လျှော့လိုက်ပါပြီလို့အမတန်မန်လျှော့လိုက်တဲ့လူနာတွေတော်မှဒေါက်ကင်ဆိုင်နဲ့တခါကုယုံနဲ့ပျောက်ကင်းသွားကြတာ။အဲတခြားယောဂါဆိုရင်နိုင်ငံခြားသွားကုရမယ်။ ဒီမှာပညာရှင်မရှိဘူးအနည်းဆုံး3500ကုံပဲအဲ့ဒီယောဂါလည်းဒေါက်ခေစားကြီးနဲ့တစ်ချိန်ပဲကုရသေးတယ်ဟိုပကတိနီးပါးဟုတ်ကောင်းလာတာဗောနော်အဲ့တော့ရန်ကုလို့အပြောခံရတဲ့ဒေါက်ခေစားကြီးကယောဂါတွေပျောက်ကင်းအောင်ကုသနိုင်ပြီးတော့ဒေါက်ခေစားကြီးကိုရန်ကုလို့ပြောတဲ့ဒေါက်တာသဟိန်တို့ဟိုမေးချင်တာဗောနော် အခုဒေါခင်ဆိုင်ထံရောက်လာတဲ့လူနာတွေထဲမှာသူကုဆရာဝန်ကြီးတွေလက်လျှော့လိုက်တဲ့ဝေဒနာရှင်တွေပါတယ်အဲသူတို့တွေကချိန်ကုတာเนาะတေချာကိုချိန်ပြီးတော့ကုတာရန်တံမီကုတာမဟုတ်เนาะဆက်ရန်တရားတွေနဲ့မှန်ဘလူးတွေနဲ့ကိုချိန်ပြီးတော့ကုတာเนาะချိန်ပြီးကုတဲ့သူတွေကယောဂပျောက်ကင်းဖို့နေနေတာသာဝေဒနာလေးတောင်မတက်တာပဲရန်ကုတဲ့သူကဝေဒနာတက်တာယုံနေမဟုတ်ပဲနဲ့ အရှင်းပြောက်ကင်းတဲ့အထီကိုကုသနိုင်တယ်ဆိုတော့တဏ္ဍသမဥပမာနဲ့ပြောရရင်ရမ်းပြစ်တိုင်းမှန်းနေတဲ့သူရဲ့ချိန်ပြစ်တိုင်းလွဲနေတဲ့သူရဲ့နှစ်မျိုးရှိတာပေါ့နော်ဒေါခင်ဆန်းကြီးရဲ့ကုသမှုကပြစ်လိုက်တဲ့တဏ္ဍကပဲစွမ်းနာလာထွက်သွားတဲ့ကြည်စံကပဲမျက်စိပါလို့သခင်အလိုကြ ြစ်မှတ်ကိုတက်တဲ့အရောက်သွားတာလားချိန်ကုတဲ့ဆရာဝန်ကြီးတွေကတနက်ကိုကမစွမ်းတာလားပြစ်လိုက်တဲ့ကြည်စံကမျက်စိမပါလို့လွဲချော်သွားတာလားဒီလိုမိကုံထုတ်เสียဖြစ်နော်ဗောနော်။နောက်ဦးဇင်းတို့တိုင်းစေလောကမှာကြတော့ဂတိတစ္ဆာတည်သောခါဝဲဩဇာလေးနဲ့ပေါ်စီတက်၍ຫນွယ်မြတ်တစ်ပင်စေဘဝင်ဤတဲ့ကရုဏာတွေမေတ္တာတွေစေရနာတွေတစ္ဆာတွေကိုဖះရက အကြောင်းမဲ့ဟောခဲ့တာမဟုတ်ဘူးဘုဇင်တရားခုနှစ်ပါးဟာစေကုသတဲ့နေရာမှာ စေဘတ်ဝင်ပစ္စည်းအဖြစ်သွမ်းတယ်လို့ဆေးဆရာက စေရနာမေတ္တာတွေတစ္ဆာတွေကရုဏာတွေကြီးမားရင်လည်းစေဆွမ်းတတ်ပါတယ်အဲ့တော့ဒေါခင်ဆိုင်ကြီးက သစ္စာတွေမေတ္တာတွေစေရနာတွေကရုဏာတွေပြည့်ဝနေလို့ဆေးဆွာနေတာလားအထုကုဆရာဝန်ကြီးတွေကသစ္စာတွေမေတ္တာတွေစေရနာတွေကရုဏာတွေကင်းမဲ့နေကြလို့ဆေးမဆွမ်းကြတော့တာလားဒေါက်တာတဟိန်တို့ပြည့်စုံချင်ပါတယ်ဗျာဦးစင်းတွေ့ရှိထားတာတော့မနှဲပါဘူးဗီဒီယိုဖိုင်နေတဲ့ဒေါက်တာတဟိန်တို့ကြည့်ပြီးတော့ပါပြီဟိုကိုဇော်တို့မတမ်းများတို့လို့ အင်လူနာတယောက်မှမပါပါဘူးဗျာအဲနောက်ဆုံးအနေနဲ့မေးကျင်တာကရမ်းပစ်တဲ့သူကမှန်းနေတာဘာကြောင့်လဲချိန်ပစ်တဲ့သူကလွဲနေတာဘာကြောင့်လဲချိန်ပစ်တဲ့သူကိုယ်တိုင်ကမျက်စိမပါလို့လားဒေါက်တာသက်ဟိန်းတို့ Eagleting အဖွဲ့ဖြေပေးပါအဲ့တော့ဆရာတော်ပြောသွားတာကိုကျွန်တော်ကျွန်တော်သိရှိတာလေးကိုကျွန်တော်ဆက်လက်ပြောပြပါမယ် ကျွန်တော်တက်ပွဲကြီးမကောင်းဘူးစီကူတာတဲ့နေရာမှာဗမာစီကိုလုံးဝကျွန်တော်မကူတာပါဘူးဒါကျွန်တော်ရဲ့အမှန်ကန်မှာကျွန်တော်ရဲ့အသည့်တဲမှာဆိုလို့ရှိရင်တမားတော်ကြီးရှိပါတယ်မြန်မာတိုင်းရင်းစီတမားတော်ကြီးရှိပါတယ်အဲကျွန်တော်တိုင်းရင်းစီတွေဆိုလည်းပဲနံပါတ်၁စိတ်ဝင်စားတဲ့သူဖြစ်ပါတယ်ဒါကျွန်တော်ပြောတာအမှန်နော်ဟဲ့ကျွန်တော်ဘယ်တော့မှအာလိန်ကမပြောတတ်တဲ့သူအဲ့တော့ကျွန်တော်ကယနေ့ချိန်ထိလဲအဲချောင်းဆိုးတော့ချောင်းဆိုးပြောက်စီကဗမာစီပဲမတောက်ဘူးအင်္ဂလိပ်စီပဲတောက်တာဒါကျွန်တော်ရှင်းရှင်းလေးပဲ အဲအဲ့လိုအဲ့လိုအဲ့လိုအထိဗမာစည်းကိုစိတ်ဝင်စားတဲ့သူတို့တော်လေးပဲအဲဒေါက်ကီဆန်းကြီးဆိုတဲ့အဲအဲ့ဒီဟိုအမှုဖြစ်လာတဲ့အချိန်ပြိုးကြတော့ကျွန်တော်စိတ်ဝင်စားမှုနဲ့ကြည်လာတယ်။ဘာလို့ဆိုတော့ကျွန်တော်ကမြန်မာစည်းကိုစိတ်ဝင်စားတံပိုးမထားတဲ့သူဖြစ်လို့သူကဘာတွေဖြစ်တာလဲပေါ့နော်။ line ဒီမှာဖြစ်လာတော့စိတ်ဝင်စားတဲ့ကျွန်တော်ကြည်လာတဲ့အချိန်မှာတချို့ဆိုလို့ရှိရင်နိုင်ငံခြားမှာတိတ်ထောင်နေချီပြီးတော့ အဲကုံကြမှုရှိပြီးတော့မပြောက်ခဲ့ပဲနဲ့အဲဒေါ်ခေဆိုင်နဲ့ကြောင့်မှမျက်လုံးကောင်းသွားတာတို့ဘာကောင်းသွားတာညာကောင်းသွားတာအများကြီးကျွန်တော်တွေ့လာရတယ် အဲကောမန်ဒီမှာဝင်ဖက်လာတယ်မှာတွေ့လာတယ်အဲတခါကျွန်တော်တွေ့တယ်လက်လေးနဲ့ထိလိုက်လို့ရဟန်းတန်ကနေသွားပြီးပျောက်တယ်ဆိုတော့ဘူးတော်လေးဆိုတာဘာလို့မသိပါဘူးကျွန်တော်ဒလားဘက်မှာတခါတွေ့တယ်အဲ့တော့လည်းကျွန်တော်ပြောဖို့ကဒါတည်းကမဟုတ်ဘူးတကယ်ရှိကူးတာလည်းတကယ်ရှိဆရာတဲဒါလှုပ်ဆောင်တဲ့ပုံကိုယ်လေးဆိုတော့ဒါကျွန်တော်အားပေးတယ်တလို့ရေမန်းနဲ့ပျောက်တာဟိုကနေပျောက်တာတော့အားမပေးဘူးကျွန်တော်ဒါမျိုးတော့ကျွန်တော်ပြောဖို့တယ်အခုဒီဒေါခင်ဆိုင်ကတော့အများပြောလာတော့ကျွန်တော်ကကြည်လာကြည်လာတော့ကောမန်ဒီလည်းဖက်လာတယ်လို့သူတို့နဲ့ပတ်သက်တဲ့သူတွေကလည်းပဲကျွန်တော်နဲ့တည်တဲ့အမျိုးထဲမှာပါတယ် အဲသွားကုတာပျောက်လို့တဲ့အဲကျွန်တော်ကမျက်လုံးကိုသွားကုစေချင်တာမျက်လုံးသွားကုစေကြဒါအခုကတော့သွားတော့ဟိုတရားဆွဲခံလိုက်ရတယ်ပေါ့ဗျာတရားဆွဲခံလိုက်ရတယ်ကျွန်တော်မျက်လုံးကဒီအာယုံကြောစိုက်ပါများလာတဲ့ခါကျတော့မျက်လုံးတစ်ဖက်ကတဖြည်းဖြည်းကျင်းလာတယ်အခုမျက်မှတ်တက်ထားတယ်မျက်မှတ်တက်ပါများတော့ပြန်ပြီးတော့ကြည်သွားတာဖြစ်တယ်ကျက်သွားတယ်ဒီပြမျက်လုံးကအရင်အားကောင်းတယ်အားကောင်းတာဒါဖိပြီးကြည်ရလို့တဲ့ဒါကျင်းသွားတယ်တဲ့ဒါအင်္ဂလိပ်ဆရာဝန်ဒီမှာကျွန်တော်မေးမြန်းမြန်းမှစိတ်ကူးတာတဲ့အချိန်မှာအဲ့လိုမျိုးပြောတယ်ကျွန်တော်အာယုံကြောစိတ်တွေအခုလက်ရှိတောက်တယ် ဲ့တော့ပြောရမယ့်စကားကိုဆက်ရအောင်မယ်အဲ့တော့ဒေါခင်ဆိုင်ကြီးမှာပြကြည့်ပါလားဆိုတော့ကျွန်တော်အဲ့တော့မှဒေါခင်ဆိုင်ကြီးကိုအာရုံစိုက်မိတာအာရုံစိုက်မိတဲ့အချိန်မှာဒေါက်တာတက်ဟိန်းနဲ့ဒေါက်တာတက်ဟိန်းနဲ့သူတို့ကတရားစွဲတယ်ပေါ့ဗျာတရားစွဲတဲ့အခါမှာအနောက်တစ်ခါကျွန်တော်ထပ်တက်လာတာတွေးလိုက်တော့ရေဟိုရုံးကြီးခုနှစ်ချိန်မလာလို့ဆိုလားမသိပါဘူးဒါသူ့ကိုဖန်ရန်ထုတ်တယ်ပေါ့ဒီလိုမျိုးဖြစ်တယ်အဲ့ဒါကိုကျွန်တော်ဒီလောက်နဲ့ break ပြီးနောက်တစ်ခါဟိုဒေါက်တာဒေါခင်ခင်ကြော့လာနေသူပြောတဲ့ဟာလေးကိုကျွန်တော်ဆက်လက်ပြီးတော့ ပြောပါဦးမယ်အားလာကြည့်ပြီးတော့မှအားလုံးကျွန်တော်တို့အဖြေထုတ်ကြပါမယ်နော်ပညာရေးအကြောင်းပြောပြီးတော့ကျမ်းမာရေးအကြောင်းပြောမလို့ပဲဒါပေမဲ့ဒီနေ့အယမ်းမဲ့စိတ်မကောင်းစရာသတင်းတစ်ခု BBC ကတင်တာကိုဖတ်မိလိုက်တယ်လုံးဝကိုစိတ်မကောင်းဘူးဒီတမားတော်ဒေါခင်ဆန်းကြီးကိုတဲ့အမှုဖွင့်ထားတယ်တဲ့ဒီ ဆရာဝန်ဒေါက်တာတက်ဟိန်းနဲ့သူတို့ကနေမကျေနပ်လို့ဒီ license မရှိဘဲနဲ့အာစေကူတာခွင့် license မရှိဘဲနဲ့ license ဆိုတာလည်းဒီတိုင်းရင်သမားတော်အနေနဲ့ license မရှိဘဲနဲ့ဖွင့် လို့ဆိုပြီးတော့သူ့ကိုတရားစွဲတယ်အဲ့တော့ဒီဒေါက်ခင်ဆန်းကြီးတဲ့တော်တော်အောင်မြင်တဲ့ ဆေးဆရာမှာပဲတိုင်းရင်းဆေးဆိုတာလေကျမတို့နိုင်ငံမှာ လိုအပ်တယ်ရှေးအစဉ်လာတိုင်းကုသပေးနေတဲ့ဒီဆရာတွေဆရာမတွေလေမြန်မာပြည်မှာလိုအပ်နေပါတယ်အဲ့ဒါဒီ ဒီဆရာမလေးကအောင်မြင်တယ်အောင်မြင်တော့သူတို့အဲ့ဒီမှာဒီဆရာဝင်ဘွဲ့ရတွေကသူတို့စီမှာကြတော့လူနာမရှိဘူးဘာဖြစ်လို့ဒီတိုင်းရင်းဆရာမလူနာတွေထောင်ချီပြီးတန်းစီနေရလဲဆိုအဲ့ဒါ तू မကျေနပ်ဘူးထင်တယ်သွားပြီးတိုက်ခိုက်တော့ဟိုကလည်းစွာတယ်ဟိုကလည်းပြန်ပြီး challenge လုပ်တယ်တယ်အစိတ်ဆိုးပြီးတော့ဒီဘက်ကဆရာဝင်ဘွဲ့ရတဲ့လူကနေပြီးတော့ဟာဘွားနေတာပဲ Facebook မှာတက်လာတာကျမလည်းလို့ ော့ကြော့သွားတယ်ဘာဒီဖြစ်နေမှမသိအခုကျတော့တရားဆွဲတယ်တရားဆွဲပြီးတော့ဒီဒေါခင်ဆိုင်ကြီးကကြောက်တာပေါ့မရင်ဆိုင်ရဲဘူးဆိုတော့အခုတခါတရခံပြေးဝရမ်းပြေးဆိုလုတ်တယ်ဆိုတော့အဲ့ဒါဖင်းညာတဲ့အချင်းချင်းမလုတ်သင့်ဘူးလေ ကိုကလည်းပညာတယ်ပဲကိုကလည်းပညာတယ်ပဲเนาะဒေါက်တာသဟိန်ကိုပြောချင်တာကိုကเนาะဟိုအနောက်ပိုင်းအနောက်တိုင်းဆေးပညာဘွဲ့ရဆရာဝန်ကြီးဆိုရင်လေကိုကရင့်ကျက်ရမယ် နော်ပညာရှင်ဆန်ရမယ်ဘာဖြစ်လို့နော်ဒီတိုင်းရင်းဆေးဆီယာမကိုတက်တဲမဲမဲရံညိုးကြီးစွာနဲ့တိုက်ခိုက်နေတာလေနော်အဲ့တော့ဒီတိုင်းရင်းဆေးဆီယာမလည်း तू ကလည်းဆရာကြီးတယောက်ရဲ့တပည့်တိုင်းရင်းဆေးဆိုတာပြောပြမယ်မြန်မာပြည်မှာအင်္ဂလိပ်တင်မရောက်ခင်ကတည်းကဟိုးရှေးကတည်းကကျမတို့အဖိုးအဖွားတွေဖြစ်တယ်မင်းနေပြည်တော်မှာရောရှမ်းပြည်ကစော်ဘွားနန်းတော်တွေမှာရောပဲအရွက်သေးရွာတွေရောတိုင်းရင်းဆေးပြ ညာနဲ့ကျမတို့မြန်မာပြည်အသက်ရာကျော်နေခဲ့ရတာရှေးကအခုခေတ်ကြမှာအင်္ဂလိပ်ဆရာဝင်နေတဲ့ကုတော်မှာအသက်ကရာကျော်မပြောနဲ့60ကြော်ဖို့တောင်မလွယ်ဘူးစေးရုံနေသွားရင်လည်းတလွဲကူတာတမျိုးဟာပတ်စံတောင်းတာတမျိုးဆရာဝင်တွေကအော်ရာဆူတာတမျိုးအဲ့လိုမျိုးမျက်နှာမျက်နှာလေးနှိမ့်ချပြီးကုပြီးတော့ငွေတွေပုံထုတ်ကုလဲ တေကြတဲ့အလုပ်မဟုတ်ဘူးကျမ်းမာရေဝင်ဆောင်မှုကမြန်မာပြည်မှာလိုအပ်ချက်တွေအများကြီးရှိသေးတယ်ဒီအချိန်မှာတိုင်းရေးစေးပညာကငွေလေးတက်တက်တာတာနဲ့လူတွေကလည်းအားကိုးလို့သူ့ရဲ့ရာဇဝင်မှာလည်းပျောက်တဲ့လူရှိတယ်တက်တာတဲ့လူရှိလို့ခုနေတဲ့ နော်တိုင်းရေးဆိတ်ဆရာမအောင်ဘာဖြစ်လို့ဒီလောက်တောင်ရန်ညှိုးထားပြီးတော့ BBC သတင်းထီရအောင် တရခန့်ပြေးဖြစ်အောင်လုပ်ရတာလေတရခန့်ပြေးဆိုလို့သူကဟာဟိုဆေးရုံမှာမဟုတ်တာ လုတ်ပြီးတော့ဟို စိတ်ကူတာမှုလွဲမပြီးလူနာတေသွားလို့တရားဆွဲထားတဲ့တရားခံပြေးလာမဟုတ်ဘူးเนาะယာဓုတွေရှိပြီးတော့လက်တွေစားလို့လက်တွေစားလို့နှုတ်မရင်လူတွေကိုရန်လှုပ်လို့လက်တွေခါတဲ့တိမ်ပေါင်းခါတဲ့တောင်းများစွာဟိုနိုင်ငံစီကနေခိုးပြီးစားပြီးထွက်ပြေးနေတဲ့တရားခံပြေးလာ မဟုတ်ဘူး နော်လူတွေစီကလိန်လိန်လဲဖျားယောင်းတဲ့လူလဲမဟုတ်ဘူးသူဘာသူရိုးရိုးတတ်တာသူပညာနဲ့သူတတ်ထားတဲ့ပညာကလည်းဆရာကြီးရှေးဆရာကြီးနောက်သူတို့ကကချင်ပြည်နယ်ကကချင်ပြည်နယ်ကဆေးတွေကစွန့်နေနော်တိုင်းရင်းဆေးဆိုတာကျမတို့အင်္ဂလိပ်ဆေးပညာမသိတဲ့ပညာတွေလည်းရှိတယ်နော်ဒီပြင်းဆိုတာကသူတို့ သုံးတဲ့ဒီမိုးချိုးသွားဆိုတာလေ electric magnifying တတ်တူ နော်ဒါမျိုးဆိုအခုဆိုရင်ကျမစီလာရောင်းတယ်အမလေးဒီဒီအပြသိန်း90သိန်း100အဲ့ဒါတရုတ်ပြည်အနောက်နိုင်ငံကနေဒီဒီမှာခြေတော့တင်လိုက်ရင်ဘာယောဂပြောက်တယ်ဒီ debt တွေကနော်လာကဘာပြန်လာတဲ့လူတွေကုတာမြေကြီးမနှင်းလို့ debt တွေဖြစ်တာဆိုအဲ့ဆိုရင်မြေကြီးနေ့တိုင်းနင်းမှာပေါ့သိန်း90 100နဲ့ဒီဆေးအပြကြီးကိုတက်နင်းနေတယ်ဒီအဲ့လိုမျိုးဆေးပညာတွေကအရန်ထွန်းကားနေတယ်နော် ရှာပါတတုတွေဒီလောက်ဖိုးတန်နေတာဒီကုတ်ဒီရှာပါတတုတွေဒီမြေကြီးတွေကတတုတွေကတခုတခုသူတို့က magnifying တက်လေးတွေလွန့်ပေးပြီးတော့ enough တွေကိုပြင်ပေးတာကုသတာလို့ရှိတယ်ဒီဒီပညာတွေကဟိုအနောက်တိုင်းပညာမှာ အခုမှရှာဖွေနေတော့အခုမှဒီဆေးရွက်တေးဆေးဒီ organic နော်နောက်ပြီးလို့ရှိရင် နောက်တိုင်းပညာမှာဆိုလို့ရှိရင်အခုဆိုလို့ရှိရင် America မှာအကုန်လုံးနော်ဆေးဖြားလေးတွေဆေးရွက်ဆေးဒီလေးဟို traditional remedy လေးတွေဆေးလုံးတွေထုတ်ပြီးရောင်းနေကြပြီနော်ကျမတို့စီမံငကိုကလေးရရှိနေတာကျမအဖွားသွေးဆေးဆိုရင်လေဟိုနေ့ကအိမ်ကလူအိမ်က ဟိုထမင်းချက်လေးကန်ကောင်းလို့သွေးတွေတိုးတာလေးသူ့ကိုခါတဲ့ဒီ anti hypertensive လက်တိုက်တယ်နောက်ပြလို့ရှိရင်နောက်ဆုံးအမင်းလည်းစီးဆေးလက်တိုက်တယ်เนาะအဲ့ဒါကြောင့်မှမရဘူးခါတဲ့ခြေပြားလက်ပြားတွေချွေးပြန်ပြီး shock ဖြစ်လာလို့ကျမအဖိုးသွေးစေကျမတောက်နေကြကျမအဖိုးအဖွာမင်းတို့မင်းလက်ထက်ခရေကသုံးတဲ့သွေးစေးကြီးကိုငါတို့ဝါးစားလိုက်တော့မှချက်ချင်းမိနစ်ပိုင်းတွင် ဒီသွေးတို့ကကြပြီ at least shock ကိုကာကွယ်လိုက်နိုင်တယ်မြန်မာဆေးပညာအင်မတန်အဖိုးတန်ပါတယ်အဲ့တော့ဒီတိုင်းရင်းဆေး तू ကဘွဲ့မရပါမယ် तू ကသူ့ဆရာရဲ့လက်မှတ်နဲ့ကုနေတာအဲ့ဒါကိုဒီဆရာဝင်တွေကအဲ့သူ့ဆရာကိုပိတ်ခိုင်းလိုက်တယ်ပိတ်ခိုင်းပြီးတော့ဒီကလေးမလေးကိုတရားစွဲတယ်အဲ့တော့သူ့ဆရာကပြောရမယ်မပြောလဲတိုင်းရင်းဆေးပညာဌာနကနေပြီးတော့ honorary ဘွဲ့ပေးရမယ် နော်သူကုထားတွေကိုကြည့်သူ့ကိုမေးလိုက်သူလှုပ်ထားတာတွေဘယ်နဲ့ဘာဘလောက်အောင်မြင်တယ်သူ service ပေးနေတယ်ဆိုရင်သူ့ကိုဂုံထူးဆောင်ဘွဲ့ကိုချက်ချင်းပေးလိုက်လို့ရတယ်ရလို့ရှင်ဘွဲ့ပေးလိုက်တာနဲ့သူတရားရုံးကိုရင်ဆိုင်စရာမလိုတော့ဘူးသူကလည်းဘွဲ့ပေးတင်နေပြီနော်တိုင်းရေးဆေးဆရာဆရာမလက်မှတ်တွေတောင်းချီထုတ်ထားလဲအဲ့ထက်ကလူတရားလားတထောင်လားဘယ်နှယောက်ကဈေးကုနေလဲ နော်လူနာတွေကိုအကျိုးပြုနေလေနော် ကျမတို့ဆရာဝန် MBBS တွေဘယ်နှသားဖွင့်နှသိမ့်ထုတ်ထားပြီးပြီလေအဲ့ထက်ကဘယ်နှယောက်ကဆေးရုံတွေဆေးခန်းတွေမှာအကျိုးပြုနေလေနော်ဟာဒီအကျိုးပြုနေလေအကျိုးမပြုအကျိုးအကျိုးပြုလေသူတို့စီမှာလူနာဘယ်နှယောက်ရလဲဘယ်နှယောက်အောင်မြင်မှုရှိတယ်လဲနော်ဒီဒေါခင်ဆိုင်းကြီးဆိုသူ့မှာအောင်မြင်မှုတွေရှိနေတယ်။နောက်သူလောက်တာလဲလုံးဝ ဟိုမျက်လုံးကိုဖောက်တာလည်းမဟုတ်ဘူးသူကသူဘေးကနေပဲဟိုမိုးချိုးသွားလေးနဲ့ဆွဲတာသူ nerve stimulation လုပ်တယ် nerve ထဲကနေ impulse လေးတွေလွတ်တယ်သူနီးနေသူရှိတယ်နော်နော်နောက်ပြီးတော့တိုင်းရင်စင်းနောက်တချို့တွေမယုံမရှိနဲ့မန်းနာနဲ့လည်းပျောက်တယ်နော်မန်းနဲ့ဂါထာတွေလည်းရှိတယ်ဒီရှေ့စေပညာအင်မတန်အစစ်ရှိပါတယ်လေ့လာကြပါ research လုပ်ကြပါလောလောဆယ်အောင်မြင်နေတဲ့ ဒီဒေါခင်ဆိုင်ကြီးကိုလည်းတရားမစွဲကြပါနဲ့ဂုံဒူးဆောင်ပွဲပေးလိုက်ပါဒီဂုံဒူးဆောင်ပွဲဆိုတာတချို့တွေဆိုခါတဲ့ဟိုအာအာရရတထေးပွဲတွေရှောက်ပြီးတော့ယူနေကြတယ်မလားဒေါက်တာပွဲကိုခါတဲ့ပတ်စံပေးပြီးနိုင်ငံခြားကဝယ်နေကြတယ်မလားတကယ်လဲပညာမတက်ဖဲနဲ့အွန်လိုင်းကနေဟိုဟာလေးဖြည့်ဒီဟာလေးဖြည့်ပြီးတော့ပတ်စံပေးလိုက်ဒေါ်လာ၄000ပေးမလားသိန်း100 200ပေးလိုက်တာနဲ့ဒေါက်တာပွဲဒေါက်ထရိတ်တို့ဒေါက်တာတို့ပေါမပေါ သူကကြတော့ဂုံထူးဆောင်ကိုအလိုလိုကိုပေးရမယ်တချို့ဆိုရင်ဟိုဒီငိမ့်ချရေးနိုဘယ်ဆုတော့ဘာလို့ပေးတယ်ဆိုတော့ဘာမှလောက်တာမဟုတ်ဒီလိုနောက်တချို့ဆိုလို့ရှင်သူလောက်ထားတာဒီအောင်မြင်နေတယ်ဟုတ်လားဘီလ်ဂိတ်တို့ဆိုရင်ဘွဲမရပေမဲ့ချက်ချင်းဟာဗတ်ကဂုံထူးဆောင်ဘွဲပေးလိုက်တယ်ဘာကြောင့်သူအောင်မြင်လို့သာနော်ဒီလောက်တော့ ကဘာကျော်နော်ကွန်ပျူတာကမ်ပဏီတည်ထောင်တာပေါ့အဲ့တော့ဂုံတူးဆောင်ဘွဲ့ပေးလိုက်ကြပါကျမရဲ့ဝင်ကြီးကိုလည်းတောင်းပန်ပါတယ်တိုင်းအစ်စေပညာဌာနကိုလည်းတောင်းပန်ပါတယ်ဒေါက်တာသက်ဟိန်လည်းတော်ပါတော့ပညာရှိတဲ့လူဟာငြိမ်ရမယ်နော်ဒီဒီဒီဒေါက်ခင်ဆိုင်ကြီးကလည်းတောင်းပန်တယ်ပြောတယ်အေးသူ့ကိုသွားစတော့လေသူကလည်းစွာအဲ့သူလည်းတောင်းပန်တယ်ဆိုကိုကလည်းချိန်အေးနောက်ပြီးတော့ကျန်တဲ့လူနာတွေအကျိုးပြုအောင်တော့ သူဆက်ပြီးတော့လောက်ပါစေဖုံးတော်ကြီးတွေကလည်းကာကွယ်ပေးထားတယ်ဖုံးတော်ကြီးတွေကလည်းယုံကြည်တယ်သူ့ပညာကိုလူနာတွေကလည်းသူ့ကိုကုကျင်ကြတယ် ကူကြပါစေတဏ္ဏလုံးတက်တာပါစေတချို့ဆရာလူနာတွေဆိုဆရာဝင်မျက်နှာမြင်တာနဲ့ဆရာမျက်နှာမြင်တာနဲ့တောင်တဝက်တက်တာတာရှိပါတယ်เนาะမမ်းမုတ်ပြီးကူတာနဲ့တောင်ပျောက်တာတွေလည်းရှိပါတယ်အဲ့ဒါကြောင့်မို့အားလုံးကြည်မနေကြပါနဲ့ကျမတို့စိတ်မချမ်းသာဘူးเนาะဒီလိုသမားတော်လေးပေါ့เนาะဒုက္ခမြဝင်ရပြေးလို့ဟိုပြေးဒီပုံဖြစ်နေရတယ်ဒီဘက်ကဆရာဝင်ရတယ်ဆရာဝင်ကြီးဖြစ်ပြီးတော့အရာမဲ့သူများကိုတိုက်ခိုက်နေတယ်ဆိုမကောင်းဘူးပညာရှိပြီးပြီးနေကြပါ နော်ပညာရှိပြီပြီနေကြပါနော်တက်ရွက်တင်များရင်ခိုင်းရညွတ်တယ်ပို့ပြီးတော့ညွတ်ပါဒီဆီယမ်ကဒေါခင်ခင်ကြောလာတူတူ ဟိုတော်တော်ကိုယ်စားလှယ်လုပ်ပါဒါတန်မိုးကြည့်တဲ့ဆရာမလို့ပဲကျွန်တော်အနေနဲ့တုံ့ပြန်ချင်တယ်ကျွန်တော်သူပြောတော့ကိုနားထောင်လာကျွန်တော်တော့ရင်ထဲမှာကောင်းစိတ်ထဲမှာကောင်းဖြစ်တယ်ဆရာမဒေါက်ခေဆန်းကြီးကိုကုကျင်နေလူနာတွေကအများကြီးရှိတယ်သူတို့တွေမှလည်းပဲတောက်ခတွေတော်တော်ရောက်ကြတယ်အဲဒူးဆိုင်လို့လို့ထွက်ပြေးရတာလည်းမဟုတ်ဘူး ခိုးတာလည်းမဟုတ်ဖွက်တာလည်းမဟုတ်နိုင်ငံတော်ဖျက်ဆီးတာလည်းမဟုတ်သူ့ကြောင့်လည်းလူတွေတေးတာလည်းမဟုတ်ဘူးအဲ့ဒါကိုတန်လိုက်တဲ့ခါကျအခုတလာတာ9ရက်နေရလာမယ်တလာတွေ့ပါတယ်အဲ့မှာရုံးကျိမလာလို့ဆိုတာအဲ့မှာဘာဖြစ်လဲဆိုဆီယမဖန်ရန်ထုတ်ခံပြီးတော့မှအဲဒီဆီယမကြောင့်တခါမှမကုတ်ဘူးเนาะမြင်လည်းမမြင်ဘူးဒါပေမဲ့ဒီဆီယမဖွင့်ပြီဆိုတဲ့အချိန်ကြောင့်လို့ရှိရင်လူတွေကအွန်လိုက်ပြီဗျမနေ့3နိုင်4နိုင်လောက်ကြီးရှိမှာအများကြီးပဲပြည့်ပြတ်တဲ့ဟာအဲ့ဒါလိန်စားလာလားဆိုပြီးကျွန်တော်ကအဲ့လိုဟိုဒိန်နေသူတွေဆိုအရန်ဆက်စုတတ်တာ အဲ့ကျွန်တော်ဒီတဲ့လိုက်တော့မဟုတ်ဘူးအဲ့ဆရာမားနဲ့ပြောက်ဖို့ပြောက်တာပတ်သက်နေနေဘောဘောနဲ့ပြောက်ဖို့ပြောက်တာအဲ့ကြောင့်ပင်မခိုင်ကတညာလုံးအဲ့ဘယ်နေ့မှရောက်မလဲဆိုတော့အဲ့ဖုန်းကြောင့်လို့ပြောတယ်မန္တလေးဘက်မှာအဲ့ထဲမှာသွားပြီးတော့မှအာတော်တော်ဒုက္ခခံနေတာပြီးတော့ပြောက်လာကြတယ်အဲ့ဒါလေးကြည့်တော့ကျွန်တော်ပီတိပြပြတယ်ဒါလေးကိုနိုင်ငံတော်အနေနဲ့လည်းထိမြောက်ဖို့တင်ပါတယ်ဒီမြမတိုင်ရင်စီဌာနကိုကျွန်တော်ပြောခြင်းတယ်ပြောမှုကြည့်တော့မှဒီကိုဗစ်ကာလမှာဆိုရင်မြမတိုင်ရင်စီတော်မှာသူအားကျိုးမှန်တဲ့ဖော်ဆက်ခိုင်းတာရှိတယ် မြန်မာတိုင်းရင်းစစ်ကိုဗိုလ်ချုပ်မူကြီးကိုလည်းအားပေးတာရှိတယ်။အင်းစင်းနဲ့အဲဒါစိတ်ကုသပေးနေတဲ့ပုတ်တူကိုတိုင်းရင်းစစ်အဖွဲ့အစည်းအနေနဲ့ကာကွယ်ပေးတင်တယ်ဗျ။ခမရိုးရတိုင်းစစ်ကိုမြန်မာလူမျိုးတိုင်းကာကွယ်ပေးတင်တယ်။နော်အနောက်တိုင်းစစ်တွေကျွန်တော်မပြောပါဘူးကျွန်တော်ပြောပြတာပဲကျွန်တော်ကအင်္ဂလိပ်စစ်ပဲရင်းနှီးချက်ဒီကိုလေ။ပါတာစီတမော့ဆိုကျွန်တော်နေမကောင်းကိုယ်လက်တင်ခိုက်တာနဲ့ပါတာစီတမော့ဘာတောက်တယ်။ကျွန်တော်ဘာမတောက်ကျွန်တော်တို့အမေဒီဖီဒီယာတော့ကိုယ့်ရဲ့ပုံတို့ဘာညာချောင်းဆိုးတို့ဘာညာချုပ်အိတ်တို့ရှိတယ်။ ကျွန်တော်မြောက်နေမကောင်းပြပါလာစီတော့တခါတည်းလေးလုံးလောက်တော့တော့ပြတာအဲကျွန်တော်အဲ့လိုမျိုးအဲ့တော့ကျွန်တော်တော့တော့နေတော့မဆိုင်ဘူးဟုတ်လားဒါပေမဲ့ကျွန်တော်ဒီလောက်ဆရာမဒီလိုမျိုးဖြစ်တာကိုပြည်သူတော်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 များများလူနာရှင်တော်တော်များများစိတ်မကောင်းပြောကိုဒီဝန်ဒီရတဲ့အတန်ဒီကြားနေရတယ်ဆရာတော်ဥရဲ့သူပဲစိတ်မကောင်းတာကိုကျွန်တော်တို့ကြားသိနေရတယ်အဲ့ဒီတော့ကျွန်တော်ကပြောချင်တာကဆရာမကိုအမှုဖွင့်တာနဲ့ဒေါက်တာတန်ဟင်းသွားတယ် လို့ကျွန်တော်ကြားသိရပါတယ်။ဒါအနေနဲ့လည်းဒီဆရာမဥဒပေးနေတဲ့လူနာရှင်များကိုငဲ့ညာတော့အဖြစ်အမှုကိုပိတ်ပေးဖို့အတွက်ကိုကျွန်တော်ဒီနေရာနဲ့တောင်းဆိုပါရစေ။ဒေါက်တာမြင့်မြတ်တဲ့စိတ်ဓာတ်ကိုထားပေးဖို့အတွက်ကိုလည်းကျွန်တော်ဒီနေရာနဲ့တောင်းဆိုချင်ပါတယ်ဗျာ။နော်။သူကြောင့်အဲတိတ်ဆုံးသွားတဲ့လူနာများရှိတယ်ဆိုလို့ရှိရင်အဲ့လူနာတွေကနေပြီးတော့တယ်ပြီးတော့အေးအေးယူဆောင်ရွက်တာမျိုးကြရင်တော့ကျွန်တော်တို့တရားမျှတစွာနဲ့ကျေနပ်လို့ရပါတယ်အဲလက်ခံလို့ရပါတယ်เนาะအခုပြောချင်တာကအမှုလေးကိုကြေးပေးဖို့တော့ကိုယ်လည်းကျွန်တော်ဒီတရားနဲ့မြေတားရက်ကန်တောင်းဆိုပါတယ် တိုင်းရင်စေးတမားတော်များအဖွဲ့တိုင်းပုံကူတွေကလည်းပဲမတိုင်းရင်စေးကိုကာကွယ်ဆောက်ရှောက်ပေးဖို့တိုင်းရင်စေးကိုချစ်မြတ်နိုးစွာနဲ့ကုသပေးနေတဲ့တမားတော်တွေဘက်ကကာကွယ်ပေးဖို့တော့ကိုဒီနေ့နဲ့တောင်းဆိုလိုက်ပါစေဗျာအားလုံးလိုတာပြည့်ပါစေကျမ်းပါပါစေအာရောင်းချံပရမန်လာပဲကျမ်းပါခြင်းဒီလက်တပါဖြစ်တဲ့အတွက်အားလုံးကျမ်းပါချမ်းသာဝမ်းပြ